အသေးအနံတွေနဲ့ပြုလုပ်နိုင်တဲ့မော်ဆန်နဲ့ဟတ်ထရစ်ကိုတင်တိပါသလားနံပါတ်1တမင်ယာကော်ဖီနဲ့တကြားကိုချင်းချင်းသေးအရသာလုံနည်းတမင်ယာရဲ့ကော်ဖီတကြားတို့ကိုရောင်းမွေလိုက်ရင်ချင်းချင်းသေးလေးရဲ့အရသာကိုရပါမယ်စမ်းကြည့်လိုက်ပါနော်နံပါတ်3လိမ္မော်သီးနဲ့ပန်းသီးကိုကီဝီအရသာလိမ္မော်သီးနဲ့ပန်းသီးကိုရောစားလိုက်ရင်ကီဝီသီးရဲ့အရသာကိုရပါမယ်နံပါတ်4ပန်းသီးနဲ့နနတ်သီးကိုဒင်ကျင်နဲ့အသီးအရသာ ပန်းသီးတဲ့နနသီးကိုရောစားရင်ဒင်ကျင်တဲ့အသီးရောစားသလိုအရသာရှိပါတယ်။နံပါတ်5ပိန်းသီးသီးကိုဒင်ကျင်နဲ့တွဲစားကြည့်ပါ။ပိန်းသီးသီးရဲ့အစင်းနဲ့ဖတ်တွေကိုဖဲပါ။ဒင်ကျင်ချက်ရေကစ်တတာလေးနှစ်နာရီထားပါ။ချိုချင်အရသာလေးနဲ့အရန်ကောင်းပါတယ်။နံပါတ်6ပိန်းသီးသီးအစိတ်ကိုမလွတ်ပစ်ပါနဲ့။အစိတ်တွေကိုပြုတ်အခွန်ခွာပါ။3မိနစ်တွဲစားရင်လျှောက်သီးအစိတ်အတက်ပိုပြီးနုညံ့ပြီးအရသာရှိပါတယ်။နံပါတ်9 ဖယသည့်ကိုအချင်ဖောက်ပြီးရေခဲကြောင်းလုပ်ကြည့်ပါဖယသည့်ရဲ့အချိုပိုင်းကိုလီညာအိတ်တဲ့အချိန်ရေခဲတက်တာနဲ့ထည့်ထားပါနောက်နေ့မှချွတ်ချွတ်အေးအေးလေးစားလို့ကောင်းတဲ့ရေခဲကြောင်းလေးဖြစ်သွားပါမယ်နံပါတ်၈ဖယသည့်နဲ့ဟောင်းမိတ်ရေနန်းသက်ဖြော်နေဖယသည့်ကိုရေနန်းသက်ရောက်ခတ်ရေခဲတွေထက်မှွေပါအိမ်လုံးအသီးဖြော်ရင်အဆင်သင့်ဖြစ်ပြီဒီလိုအသီးအနှံတွေနဲ့လှုပ်ရှားလို့ရတဲ့ hub တွေကိုမတိတိရင်အခုပဲစစ်ထားလိုက်ကြနော်